ြောက်တရားကိုမကြောက်အောင်ကိုယ့်ဟာကိုလှုပ်ပေးလို့ရတယ်။အဲဘယ်လိုလုပ်မလဲဆိုတော့မကြောက်အောင်လိုအပ်တာတခုတည်းပဲတဲ့အဲ့ဒါတတိလိုတယ်တဲ့အဲ့တော့တတိဆိုတာပါလဲဆိုတာပေါ်လာအဲ့တတိဆိုတာပါလဲဆိုရင်နဲ့ဘာမှမထူဆန်ဘူးနဲ့အဲ့ဒါမန်ဒရဲလာပြောတာမန်ဒရဲလာကဘာပြောလဲဆိုတော့တတိဆိုတာတဲ့လူတိုင်းလှုပ်ယူလို့မွေးယူလို့ရတယ်။ तू ကတတိကောင်းတယ်ငါမကောင်းဘူးမဟုတ်ငါလည်းသူ့လိုကောင်းရင်လှုပ်လို့ရတယ် အဲ့တတ္တိဆိုတာပါလဲဆိုရင်လေလူတိုင်းလူတိုင်းမွေးလာတဲ့အကြောက်တရားပါလာတယ်ကြောက်တဲ့စိတ်ပါတယ်အဲ့ကြောက်တဲ့စိတ်ကိုမာနာပြောဖို့မာနာလုတ်ဖို့လိုအပ်တဲ့အချိန်မှာဖြစ်လာတဲ့ကြောက်ချင်းဆိုတဲ့အကြောက်စိတ်ကိုဖယ်လိုက်အဲ့ဒါတတ္တိပဲထပ်ပြောမယ်ဆိုရင်เนาะကျွန်တော်တို့ပြောဖို့ဆိုဖို့လုတ်ဖို့ကြိုင်ဖို့ကြောက်လာရင်အဲ့ဒါဘေးဖယ်ဘေးဖယ်ပြီးတော့မာနာပြောမယ်မာနာလုတ်တယ်ဆိုရင်အဲ့ဒါကိုတတ္တိလို့ခေါ်တယ်အဲ့တော့တခါတော့ဘာထပ်ပြီးလဲဆိုတော့ အဲ့တတိဘယ်ရလဲကျွန်တော်သူများမကြောက်သူကိုလည်းမကြောက်ချင်ဘူးပေါ့မကြောက်ချင်တတိလိုတယ်ဟုတ်ပြီအဲ့တတိကိုဘယ်ရှာမှာလဲရှာရနေပြပေးထားတတိရတဲ့ထွေထူးသောရှာမနေနဲ့တတိဆိုတာသီလကတတိကိုမွေးပေးတယ်သီလရှိရင်တတိရှိတယ်သီလမရှိရင်တတိမရှိဘူးအဲ့တော့နည်းနည်း complaint လောက်စားရှိတော့ဗောနော်ရှားလဲ၅ဘာသီလ၈ဘာသီလ၉ဘာသီလ၁၀ဘာသီလ အဲ့ဓာရီသာမြဲတယ်ဆရာတတ္တိမကဘူးတောတာပန်လည်းဖြစ်နေတယ်ဓမ္မတဖို့ထွေးတော့ရောက်နိုင်သေးတာပဲလို့အဲ့လိုပြောမှာပေါ့နော်အဲ့တော့ဒီနေရာလေးမှာကျွန်တော်တို့ကနားလည်မှုနည်းနည်းလွဲနေတာဗုဒ္ဓဟောခဲ့တဲ့သီလနှစ်မျိုးရှိတယ်ဝရိတ္တသီလနဲ့ဇာရိတ္တသီလဝရိတ္တသီလဆိုတာသူကပါဠိလိုပြောတာကရှောင်အပ်သောသီလအဲ့ဒါ၅ပါးသီလ၈ပါးသီလ၉ပါးသီလ၁၀ပါးသီလဟုတ်တာပေါ့နော်အဲ့ဓာရီကျွန်တော်တို့လုံနိုင်ရင်သတော်စင်တွေဖြစ်သွားပြီအဲ့ပုထုဇဉ်က နည်းနည်းဝေးတာပေါ့နော်အဲ့ဒါကတော့ပစိုးခဲ့သို့ခဏခဏပြင်ဝက်တာပေါ့နော် မမြဲဘူးနော်သူကအဲ့လိုဒီလာမျိုးအဲ့တော့ပုထုဇဉ်အတွက်တကယ်လိုအပ်တာဘုကြောင့်ဆန်းခုနပြောခဲ့တဲ့ character ဆိုတဲ့ကိုကျင့်တရားသည်ဇာရိတ္တသီလာကိုပြောတာဇာရိတ္တသီလာရဲ့အတိပ္ပယ်သည်ဘာလဲဆိုတော့မိမိကိုကြိုးမပါတော့အများကြိုးအများကြိုးလှုပ်တာဇာရိတ္တသီလာအဲ့တော့ဒါဒါပြန်စစ်သားကြည့်တော့ဟုတ်တာပေါ့နော် ကိုကျိုးမပါဘူးသူများကျိုးတွေပဲလုပ်နေတယ်ဆိုတော့ကိုလက်ပြသိမ့်တတ်တယ်လေလက်ပြသိမ့်တတ်တဲ့သူတယောက်လက်ပြဖြူတဲ့သူတယောက်ဘာမှကြောက်စရာမရှိတော့ဘူးလေကြောက်တရားမရှိတော့ဘူးမှန်တာပြောရဲမှန်တာလုပ်ရဲဘာလို့ဆိုကိုကမတရားသိမ့်ထားတဲ့မြေတွေလည်းမဟုတ်ဘူးအဲ့ဒါတွေလည်းမရှိဘူးမတရားယူထားတဲ့ကြောက်ဆိုင်တုံးကြီးလည်းမရှိဘူးအဲ့အတွက် AC ပဲညလည်းအိပ်ပြောတယ်နော်အဲ့တီလာအဲ့ဒီဇာရိတ်တီလာကနေပြီးတော့ခုနတတိပေးတယ်အဲ့တတိကနေပြီးတော့ အမှန်ပြောရခြင်းအမှန်လုပ်ရခြင်းဖြစ်တယ်အဲ့ဒီနေရာမှာတော့အချိန်နည်းနည်းရလို့ဒီစာရိတ္တသီလဘုရားအောင်ဆန်းပါလို့အဲ့လိုပြောတာလေအရင်အဲ့ကောအရေးကြီးတယ်အဲ့တော့ကျွန်တော်တို့မနှစ်ကအမေရိကန်ဟောဗျဟောပြောဝဲရောက်တယ်ဥဖုံးရကျွန်တော်ရညီမညို့ရောက်တော့အဲ့ဒီမှာဗာဂျီးနီးယားမှာသောမတ်ဂျက်ဖဆန်အင်ကြီးကပြကန်းလောက်ထားတယ်ဗျအဲ့ပြကန်းတက်ကြည့်တက်ကြည့်ရင်ကျွန်တော်စောက်တော့ဝယ်လာသူ့ကြောင်ရေးထားတော့ အဲ့မှာတော်တော်အံ့ဩစရာကောင်းတာတွေ့တယ်ဗျာဒါဆိုဂျက်ဖဆန်ကတော်တငယ်သမားမဟုတ်ဘူးဗျာတငယ်သမားမဟုတ်ဘူး तू ကစီးပွားရေးသမားမီလန်နာကြီးအဲ့ဒီမီလန်နာကြီးကဘာဖြစ်လို့နာမည်ကြီးလာလဲဆိုတော့စာရန်ဖတ်တာဗျာစာဖတ်တော့အမေရိကန်နိုင်ငံလွတ်လပ်ရေးရမယ်ဆိုတော့လွတ်လပ်ရေးကြင်ညာစံရေးခိုင်းတော့သူ့ဦးစီးရေးခိုင်းတာသူကစာဖတ်နာလို့ရေးခိုင်းတော့မှအဲ့ဒါကြီးကပေါက်သွားတော့တကဘာလုံးကတွန့်တမယ်သိပါတွန့်တမယ်လဲသိသွားရောနော်လူကြိုက်များတယ်ပေါ့နော်ပထမသမတဒုတိယသမတ တတိယသမတရွေးကနေကြတော့သူ့ကိုပြည်သူတွေကဝင်ရွေးပါဆိုပြောတာကဝင်ပါပြောတော့အာဟောစာသိကောင်းတာကနှစ်ချက်တောင်းတယ်ငါ့ကိုသမတရွေးစေခြင်းနဲ့ငါမင်းတို့ကိုနှစ်ချက်ပြောမယ်အဲ့နှစ်ချက်လက်ခံရွေးမယ်နံပါတ်၁ဘာစပြောလဲဆိုတော့မင်းတို့နိုင်ငံကမှလွတ်လိုက်ရရပတ်စံမရှိသေးဘူးအာငါသမတဖြစ်ရင်လာကတပြားမှမပေးနဲ့ဟာကဲဖတ်ကြည့်နော်ဖတ်ကြည့်တဲ့ခါမှာမားနေလားဆိုအခေါ်ခေါ်ဖတ်ရတယ် ဘာလို့ကျွန်တော်တို့ကမြန်မာ mindset နဲ့ဖတ်တာဗျာနော်ကျွန်တော်အဲ့ချိန်မှာနားလည်းပြန်ကြားတယ်ဟိုလွတ်တော်မှာသမတလာစာ350ထထုတ်ပေးပါနဲတယ်ဆိုတောင်းတာလေကြောက်ရမလားအဲ့တော့ဟာသမတလာစာ350နဲတယ်ဆိုတောင်းတဲ့နိုင်ငံကလူရဲ့ဒီအတိအဒီသမတကဘာပြောမှန်းငါတပြားမှမပြီးနဲ့ဆိုဟုတ်ပါမလားဗောနော်ငါတပြားမှမပြီးနဲ့တဲ့မင်းတို့နိုင်ငံကဆင်းရဲတယ်နံပါတ်1ကမင်းတို့နိုင်ငံတိုးတက်ဗောပညာရေးငါစိတ်ကြိုက်လောက်ခွင့်ပေးတယ် ဲ့နှစ်ခုအဲ့တော့ခတ်တုတ်လို့ပြောမယ်ဆိုရင်ဗျာလေးနှစ်တတန်းအရန်အောင်မြင်တယ်နောက်လေးနှစ်ရှင်းနေတိသမတာလောက်သွားတယ်အဲ့ရှင်းနေတိသမတာလောက်သွားတဲ့မီလီယံနာကြီးနော်ရှင်းနေလဲသမတာပြီးရောအဲ့နိုင်ငံအတွက်သူလှုပ်လိုက်တာသူပတ်စံနေကုန်နေပြင်သူမိတ်ဆွေမီလီယံနာတွေစီကပတ်စံနေချီချီပြီးလှုပ်လောင်းအကြီးတော့အကျွေးတွေပြန်ဆက်တာနောက်ဆုံးအိမ်ပြုတ်သွားတယ်ဗျာပြောမယ်ဆိုရင်အဲ့ဧကတရားကျော်ကျဲတဲ့ channel အိမ်ကြီးကိုလေးလံတင်တာ လေးလံမအောင်ခင်မှာသူဆုံးသွားတယ်။သူသားသမီးလက်ထက်ကျတော့မှလေးလံအောင်မှကျွေးဆက်လိုက်ရတယ်။အဲ့တော့ကျွန်တော်ဗာပြောချင်တာဆိုအဲ့ဒါဇာတိတက်သီလားဆိုအဲ့ဒါပြောတာ။ငါနိုင်ငံအတွက်ငါကလေးတွေပညာရေးအတွက်ငါအတွက်ငါအတွက်ဘာမှမပါဘူး။အဲ့လိုလှုပ်တာနော်သူရှိတဲ့စီးစိမ်မှာပြုတ်အောင်လှုပ်သွားတယ်။အဲ့ဇာတိတက်သီလားလေ။အဲ့ဇာတိတက်သီလားရှိတဲ့ပုံကိုယ်တွေအုပ်ချုပ်တဲ့နိုင်ငံအခု200ကျော်တော့ထိတ်ဆုံးရောက်သွားတယ်။အဲ့တော့ကျွန်တော်ကရှင်စဉ်းစားလိုက်ပေါ့ကျွန်တော်မြန်မာနိုင်ငံဝင်းကြီးဖြစ်ရမလို့သမတဖြစ်ရမလို့ အခွင့်ကောင်းရင်ညှို့မှုလောက်ခွင့်ကောင်းရင်ကျွန်တော်တို့လို့အင်ဂျင်နီယာလောက်တောင်အဲ၅လုံးလောက် AC ပိုင်တယ်ကျွန်တော်နိုင်ငံဒါမယုံမရှိနဲ့ဒါလက်တွေဖြစ်တယ်အဲ့တော့ဘာဖြစ်လဲဘာမှမဖြစ်ဘူးအစင်းဆုံးနိုင်ငံဖြစ်တယ်ဒါပဲဖြစ်ရပြောချင်တာဇိုက်တက်သီလာရှိတဲ့ကောင်းဆောင်အုပ်ချုပ်တဲ့တိုင်းပြည်ဇိုက်တက်သီလာမရှိသောကောင်းဆောင်များအုပ်ချုပ်သောတိုင်းပြည်အဲ့ဒါပဲကွာအဲ့ဇိုက်တက်သီလာအဲ့လောက်ရည်ကြီးအဲ့တော့ ကျွန်တော်တို့ကဒါခေါင်းဆောင်ပိုင်းကျွန်တော်တို့ပြည်သူတွေဘက်ကခုနဇာတိတီလာဆိုဆရာရဲ့ NGO တွေ INGO တွေကလည်းကျွန်တော်တို့ ਨੇ လက်လံဝေးတယ်နော်စာဝင်းတွေရရှိသေးတယ်ဘယ်လိုလုပ်ပြီးတော့ဒီဇာတိတီလာကြီးကိုစောင့်ထိန်မလဲဆိုအဲ့ဒါအိန္ဒိယနိုင်ငံမှာဗျမဟာရမကန်ဒီဒါတော်များသိပါတယ်ဘူတာတွေသွားတာကျွန်တော်ကထွက်နေအဲ့ချိန်မှာကျွန်တော်ကပြေးပြီးခိုပြီးတက်လိုက်တာခြေတော်ကဖနာတစ်ဖက်ကြံခဲ့ကြံခဲ့တော့ချက်ချင်းပဲသူ့ခြေတော်မှာကြံတဲ့ဖနာကိုချုပ်ပြီးတော့ ခုနကြံခဲ့တဲ့ဖက်နက်စီကိုပြစ်လိုက်တယ်။ကျွန်တော်မှခလေးတယောက်ကအဲ့ဒါကြည့်ပြီးတော့ဆရာကြီးကိုဟိုကိုထိုင်ပြီးတော့မှအောက်ပြစ်ချရရသားနဲ့ဘာလို့ရေးကြီးတုတ်ပြန်နဲ့လောက်တာလဲဆိုတော့တခွန်းနဲ့ပဲသူပြန်ပြောတယ်တဲ့အဲ့ဒါကောက်ရတဲ့သူတရံဖြောင်းလို့ပြောချင်တာသူများကိုဗဟုပြုပြီးစဉ်းစားအဲ့ဒါစရိတ်တသီလာပါပဲကျွန်တော်တို့ဆိုရင်မလေးငါဖနာကလေးအစ်စ်ကလေးရှိသေးတယ်မွေးနေတော့မှငါမိမဝယ်ပေးထားတာဘာညာကို ခဏပေါ်မှာပဲကိုစဉ်းစားနေမယ်အဲ့ဒါဇိုက်ဇက်သီလာမဟုတ်ဘူးဇိုက်ဇက်သီလာဟိုမှာလူတယောက်ကောက်ရလိမ့်မယ်ကောက်ရရင်သူအကျိုးရှိပါသေးဆိုနောက်တစ်ဖက်ပြစ်ပစ်လိုက်အဲ့ဒါအဲ့တော့ကျွန်တော်နေရာတကာတိုင်းမှာလှုပ်လို့ရတယ်ဈေးအောင်ရင်စီးပွားရေးလှုပ်ရင်နိုင်ငံရေးလှုပ်ရင်ဘာလှုပ်လို့အဲ့ဒီဇိုက်ဇက်သီလာ သူများဘက်ကသာထက်တွေ့ပြီးလှုပ်အဲ့ဒါကိုယ့်ဘက်ကလည်းလိပ်ပြာတန့်အကြောက်တရားမရှိဘူးအဲ့တော့ကျွန်တော်တို့15မိနစ်လောက်ကြာနေတယ်အဲ့ဒီမှာ ပြည်သူတွေဘက်ကဒီအာယုံကြုံပါနော်ကျွန်တော်အခုပြောတာအစိုးရဘက်ကလှုပ်ပေးရမှာတယောက်တည်းစုံမမှုရှိအောင်စပြီးလှုပ်ပေးလိမ့်မယ်နောက်ပညာရေးနော်တိုးတက်အောင်လှုပ်ပေးလိမ့်မယ်နောက်ပြီးတော့တတိယချက်ကငញ្ញံရေးအခုတောင်ဆောင်စုကြည်လုံးနဲ့ငញ្ញံရေးကိစ္စနော်ဒါလှုပ်ပေးနောက်ဒါအစိုးရဘက်ကတောင်းရင်ကျွန်တော်ဘက်ကဇာတိသီလဇာတိသီလတငငယ်လောက်တာလည်းမဟုတ်ဘူးကျွန်တော်ကကျွန်တော်အင်းနီနာချင်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်လုပ်ငန်းခွင့်ထဲမှာဈေးဆိုင်ဟိုဘက်ဆိုင်ဒီဘက်ဆိုင်တွေပဲဖြစ်ဖြစ်အဲ့ဇာတိသီလ ရှိပြီးတဘောတော့အတ္တသိမကြီးအောင်ကိုယ်ကိုထိန်ချုပ်လိုက်ရင်ကျွန်တော်တို့အာယုံဟာပို့ပြီးတော့လင်းလက်လာနိုင်တာပေါ့နောက်ဆုံးဆိုရအောင်ကျွန်တော်တို့ရောပြည်သူတွေရောလှုပ်ဖို့အဲ့ဒါလေးကဆောင်းပါးလေးတဘောဗျအဲ့ဒါလေးကျွန်တော်ဖတ်ပြီးတော့ပြောပါရဲအဲ့ဒါဗာလဲဆိုတော့လင်းယုံငှက်တွေအကြောင်းကျွန်တော်ဒီမှာပြောပြချင်တယ်ပြောပြောဖို့လည်းပြောဖို့ရင်လည်းထပ်နှားထောင်ကြည့်ပါဒီခေတ်မှာတကယ်လို့လင်းယုံအကြောင်းကเนาะတော်တော်များများသိတယ်လင်းယုံကဗျာ ဟိုအမေရိကန်နိုင်ငံကရေတက်ဆိုရင်ဒီလင်းလင်းရုံယုတ်ကြီးရဲ့ treatment သုံးတယ်။အဲဘာလို့သုံးတာလဲဆိုရင်ねလင်းရုံသူကဘာလို့ကြိုက်တယ်ဆိုတော့လင်းရုံကအမြင့်ဆုံးပြန်နေတဲ့ငှက်အမြန်ဆုံးပြန်နေတဲ့ငှက်ငှက်ကဘရင်ပေါ့ဗျာ။နောက်ထူးခြားတာကဘာပေါ်မှာတဲ့နေကိုမျက်နှာချင်းဆိုင်ကြည့်ရတာကြည့်နိုင်တာလင်းရုံပဲ။ကျွန်တော်ဘလို့မှမကြည့်နိုင်ဘူး။မုံတိုင်းကိုမကြောက်တာလင်းရုံနဲ့ဇင်ရောမျိုးရှိတယ်။သူ့အည်သူတွေတော်တော်များတယ်ဗျာ။ဒီကော လင်းုံမျိုးစိတ်တွေအများကြီးပဲဗျာအများကြီးမှာအာလက်တက်တန်သူကပါးကောင်ကိုဘယ်တော့မှဟိုအိုးအပေါ်အမြင်ညံ့နေပြီးတော့ခုနတောက်တဲ့မျိုးလုံးနဲ့ကြိလိုက်တယ်ဗျာရေထဲကငါတော်ရရသူ့သားကောင်အဲ့ဒါတွေ့တာနဲ့အများဆုံးပြန်လာပြီးတော့ခြေသက်လက်သက်နဲ့ကုတ်ချီသွားတာဘလောက်ထိအားရှိလဲဆိုရင်လေသူ့ body weight တဲ့ငါးဆကြီးတဲ့သားကောင်ကိုခြေသွားလို့ရတယ်ခြေသွားပြီးတော့မှဘယ်လင်းုံမှမြေကြီးပေါ်မှာအကိုင်းပေါ်မှာနားပြီးတော့အဆမ်းစားဘူး အဲ့လိုခြီသွားပြီးတော့မှပေါက်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 ပြီးနှုတ်သီးနဲ့ပေါက်စားစားပြီးတော့မဆိုင်တော့အောက်ဘက်ထုတ်ထားပြလိုက်တော့အဲ့အဲ့လင်းရုံမှာတဘာဝပေးထားတဲ့အကျိုးများနှစ်ခုရှိတယ်တစ်ခုကလင်းရုံငှက်တွေကအသက်ရှိတယ်80အထိသက်တမ်းရှိတယ်နောက်တစ်ခုကလင်းရုံငှက်တွေဟာတဲ့ငါးလတိတိအငတ်ခံနိုင်တယ်အစားမစားဘူးရေမတော့ဘူးကိစ္စမရှိဘူးမသေးဘူးငါးလကြောက်ရင်ပြန်စားရတယ်အဲ့ဒီအဲ့ဒါလင်းရုံနေ ရဲ့အည်သွေးပေါ့နော်အဲ့ဒါကိုသဘောကျပြီးတော့အမေရိကန်တွေကလင်းကိုသူတို့ကိုးကွယ်အဲ့ဒီမှာတဲ့ကျွန်တော်တို့ကတွေးစရာပါရလဲဆိုတော့အသက်40ကျော်တဲ့အချိန်မှာအဲ့လင်းယုံတွေရဲ့ရုပ်ခန္ဓာဖောက်ပြန်လာဘယ်လိုဖောက်ပြန်လဲဆိုတော့ဒါနှုတ်သီးဆိုအဲ့နှုတ်သီးကနေပြီးတော့အသားတွေဘက်လက်ကြီးရှည်ထွက်လာတနည်း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 ရှည်တာအဲ့ဘက်လက်ကြီးကရှည်ထွက်တာအယိုးပါမလားဘူးဟာလို့မရတော့ဘူးအဲ့တော့အစားဘယ်လိုစားမလဲအစားစားလို့မရတော့ဒါကြီးရှည်ထွက်အဲ့လိုပဲ အမွေးမြင်နေထူတတ်သိသိထူတတ်သိသိပြီးတော့ဘယ်လိုမှမပြန်မပြန်နိုင်တော့ဘူးခါတိုင်းတော့နောက်တစ်ချက်ကခြေသေးလက်သေးတွေပါလေအဲ့လိုပဲအသာပျော့ပျော့ကြီးကြီးပဲရှိလာအယိုးပါမလားအဲ့တော့သားကောင်ကိုတက်ခုခိုက်ဖို့မလွယ်တော့အဲ့ဒီအချိန်မှာလင်းယုံမှာနှောက်အုပ်စု꿰သွားတယ်တောအုပ်စုကတော့ဒါကတဘာဝကပေးတာပဲမတတ်နိုင်ဘူးဆိုပြီးတော့နော်ကျွန်တော်တို့ဗုဒ္ဓဘာသာအနေနဲ့ဆိုရင်ကံပေါ့နော် ဆိုပြီးတော့သေတဲ့လင်းရောသေတဲ့လင်းရောဆိုတာနှမျိုးရှိတယ်တဲ့သေမဲ့ဒူတော့กว่าမထူးဘူးဆိုပြီးတော့အကြိုက်ငတ်မခံနိုင်ဘူးဆိုကောင်းကင်ကိုတက်အတောင်ကိုရုတ်ချပြီးတော့မှဆူဆိုင်ရုတ်ပြီးသေတဲ့လင်းရောပေါ့နော်နောက်တတိယတော့ငါးလအထိအငငအပြက်ပြက်နဲ့နေဒါကြီးကဟာမရငါးလလည်းကြော်သေသွားပြီသေတဲ့လင်းရောနောက်တစ်မျိုးကဘာလို့သေရမှာလဲအဲ့ဒါကိုကြော်နိုင်တဲ့နေမရှိဘူးလားငါတို့တက်တန်း30ကျန်သေးတယ် ဲ့သုံးသက်မှာအသက်ရှင်ဖို့အတွက်နောက်ထပ်နီလမရှိဘူးလားအဲ့လိုစူဇန်ရှာဖွေတဲ့လင်းရောင်အဲ့လင်းရောင်တွေဘာလုပ်လဲဆိုရင်အမြင့်ဆုံးပြန်ပြီးတော့တဲ့အဲ့ကြောက်ကလပ်ပေါ်မှာအတိုက်ကောင်းကောင်းဆောက်လိုက်တယ်ဘာလို့ဆိုငါလအငတ်ခံရတဲ့အချိန်မှာအတိုက်ထဲမှာနှက်နေဖို့ပေါ့နော်အတိုက်ကောင်းကောင်းဆောက်တယ်အတိုက်လည်းဆောက်ပြီးရောနံပါတ်၁ဆလောက်တာဘာလဲဆိုတော့အဲ့နှုတ်သီးကနေဘလက်ကြီးတွဲကြနေတဲ့အသုံးမလို့တဲ့အစိပ်ပိုင်းကြီးကိုကြောက်သားကြောက်ချက်နဲ့သွေးတိုက်ပြီးဖြုတ်တာတနစ်နေနေပေါ့ဗျာ တင်းနေနေနောက်သွေးတွေထွက်လာမယ်ရက်ထားတယ်နာတယ်ရက်ထားတယ်အဲ့ဒါနဲ့ပဲအဲ့ဘလက်ကြီးပြုတ်ကြပါပြုတ်ကြသွားတော့မူလနှုတ်သီးကျအဲ့မူလကျန်တဲ့နှုတ်သီးဆက်ထားရင်အဲ့ဘလက်ကြီးကဆက်ထွက်မယ်တဲ့အဲ့အတွက်ဒီနှုတ်သီးကိုအရင်ရောက်အောင်အဲ့ဒါကြောက်သားကြောက်ချက်နဲ့ထသွေးသွေးတဲ့အချိန်မှာပိုနာတယ်အမာဆိုတော့သွေးတွေထွက်တယ်တနည်း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 နဲ့တို့လိုက်တာနောက်ဆုံးအဲ့ဒါကြီးပြုတ်ထွက်သွားမရှိတော့နှုတ်သီးမရှိတော့လင်းရောအရင်နာကျင်နေပြီအတိုက်ထဲမှာခွေခွေလေး နားနေလိုက်တယ်အဲ့ဒီမှာတလားဖြစ်မလားနှစ်လားဖြစ်မလားအဲ့ဒီချိန်မှာနှုတ်သီးတဖြည်း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 ပြန်ရှိလာတာမူလငှဲ့ငယ်တကောင်ရဲ့နှုတ်သီးပြန်ရလိုက်တယ်အဲ့ဒီနှုတ်သီးလည်းပြန်ရရောဒုတိယအဆင့်မလုပ်လဲဆိုတော့အမွေးတွေကိုနှုတ်သီးနဲ့နှုတ်တာခုနထူထပ်သိသိပြီးတော့မြန်မြန်ပြန်နိုင်တဲ့အမွေးတွေကိုနှုတ်သီးနဲ့နှုတ်တာအဲ့ကျွန်တော်ချက်မပြောတော့ဘူးเนาะကိုယ်အမွေးကိုနှုတ်တာဘလောက်နာအောင်လဲစဉ်းစားကြည့်နော်အဲ့အကုန်ပြောင်းနေအောင်နှုတ်လိုက်တယ်တနေ့နည်းနည်းပဲနှုတ်နိုင်တယ်တခါတိုင်းလည်းအပြီးမနှုတ်ဘူးအဲ့သွေးလင်းလင်းနဲ့ အမွေးမရှိတော့တဲ့လင်းရောနောက်ဆုံးမိတ်ကြတော့ခြေသေးလက်သေးတွေနှုတ်သီးနဲ့ပေါက်တယ်ကြောက်သားကြောက်ချက်တွေနဲ့တိုက်တယ်သွေးတယ်ခုနလိုပဲလက်သေးတွေခြေသေးတွေပါခွာပလိုက်တယ်အကုန်လုံးအသက်လိုချင်တော့အဲ့ဒီလင်းရောအဲ့ဒါတွေလည်းပြီးရောအသက်ထဲမှာခွေခွေလေးလဲကြသွားတယ်အဲ့ဒါဘယ်လောက်ကြာမလဲငါးလမတိုင်ဘူးတဲ့ငါးလမတိုင်ခင်မှာအမွေးအသက်တွေပြန်ထွက်လာခြေသေးလက်သေးအသက်တွေပြန်ထွက်လာငါးလပြည့်တဲ့နေ့ကျရင်အစာစားဖို့အဲ့အတိုက်ကိုနောက်တစ်ချိန် ပြန်မလာတော့ဘူးဆိုပြစ်ပြီးတော့လင်းရုံမုံတိုင်းထဲဝင်သွားတယ်အစာသွားစားမယ်အကုံတောက်သေးသေးအမွေးသေးခြေသေးသေးအစ်တဲ့ကျွန်တော်တို့ပါရလိုက်ပြောချင်တာကျွန်တော်တို့ဘဝအတွက်ကျွန်တော်တို့သွားမယ်ခရီးအတွက်မလိုအပ်တဲ့အဟောင်းတွေကိုဖယ်ထုတ်ပြအဲ့ဒါကျွန်တော်တို့ရလိုက်အဲ့တော့ကျွန်တော်တို့ဒီမိုကရေစီအရင်ဥမာအဓိကလုတ်ဖို့လိုအပ်တာက ျွန်တော်တို့ဒီမိုကရေစီအလင်းရောင်မြန်မြန်ပွင့်ဖို့မလိုအပ်တဲ့ဟောင်းတွေလူတွေမှုတွေကြံတဲ့အရာအကုန်လုံးဖယ်ထုတ်ပြရမယ်အဲ့ဒါရလိုက်အဲ့ဒီမှာတဲ့နောက်ထပ်ပေးတဲ့သင်ခန်းစာကဘာလဲဆိုတော့ကောင်းပြီနော်ကျွန်တော်တို့ဘဝအတွက်ကျွန်တော်တို့လိုချင်တဲ့လောကအတွက်အဟောင်းတွေကိုဖယ်ထုတ်တဲ့အချိန်မှာနှစ်ချက်တော့သတိထားပါတစ်မလွယ်ဘူးတဲ့ခက်ခက်ခဲခဲလုပ်ရမယ်နှစ်ကနာမည်နာမည်ကျင်းမယ်နော် ဝေဒနာခံစားအခုပြောချင်တာဟာဆရာလေးကောင်းစင်ထောဥပရေပညာရှင်ဥက္ကိုနေအဲ့ဒါသူတို့ဟောင်းနေဖက်ထုတ်ဖို့ကြိုးစားတာအဲ့ကြိုးစားတဲ့အချိန်မှာဒါအကြီးမားဆုံးပြတ်တာဟာသေတယ်မယ်သေပြီမလွယ်ဘူးလို့ကျွန်တော်ပြောတာအဲ့ဒါအဲ့တော့အခုဒီမိုကရေစီအာရုံတက်ကိုမြန်မြန်လင်းကျင်ရင်ဆိုတော့ပြည်သူရောကျွန်တော်တို့အကုန်လုံးပေါင်းပြီးတော့မလိုအပ်တဲ့အဟောင်းနေပန်သမ ्या ကို ကုန်ဖယ်ထုတ်ပြရမယ်အဲ့ဒါအဓိကအဲ့တော့နောက်ဆုံးမှာเนาะဒါကျွန်တော်ပြောနေကြအခုထိလည်းဆက်ပြောအောင်မယ်နောက်နောက်လည်းကျွန်တော်ပြောရမှာပဲအဲ့ဒါဘာလဲဆိုတော့ဘဲဟာကအရင်ဆုံးစဖယ်ပြဖို့လိုတယ်လဲဆိုတာအဲ့ခုနကပြန်ချုပ်မယ်ဆိုရင်เนาะကျွန်တော်တို့မြန်မြန်ခရီးရောက်အောင်လို့မလို့တဲ့အဟောင်းတွေကုန်ဖယ်ပြမယ်အနာခံရမယ်စတေးရမှာပဲဒါပြီးလို့ရှိရင်ကျွန်တော်ခက်ခက်ခဲဖယ်ရမယ် အဲ့ဒါမှအဲ့ဒီမှာမှဘယ်လူတွေလဲဘယ်မူတွေလဲဘာတွေလဲအဲ့ဒါကိုဘယ်ဟာအဓိကထားပြီးနံပါတ်1ဆက်ရွေးရမလဲဆိုတော့ကျွန်တော်အဲ့ကြပြလေးတပုတ်ပြောပါမယ်အဲ့ဒါကျွန်တော်တို့ implant ချစ်တဲ့ကျွန်တော်တို့ ਨੇ အကိုကြီးဖြစ်တဲ့ဆရာကြည်အောင်နဲ့ပြင်မနာ oh sorry ဟိုအင်းဝါပါဆရာကြည်အောင်ကပြကျွန်တော်အရှိကြီးမပြောတော့ပါဘူးเนาะအဲ့ဒီကပြကတန်ဃာရွာတွေရမှာတန်ဃာသက်တယောက်နော်တန်ဃာသက်တယောက် ။အိုမင်းရင်ဟော်တဲ့အထိတန်ငါနဲ့ဟိုလှေကြီးနဲ့ငါရှာပြီးအသက်မွေးတော့အဲ့ဒီလှေထဲမှာငါတွေကနေမပြညမ်းမပြနေမပြညမ်းမပြနဲ့ငါတွေနဲ့အသက်မွေးတာလူလည်းအိုသွားပြီးလှေကြီးကလည်းဆုတ်ပြတ်သွား။အဲ့ဒီချိန်မှာလှေကြီးကိုရွာတဲ့ကိုပြစ်လိုက်။ရွာတဲ့ကိုပြစ်တဲ့လှေထဲကိုရွာသားတယောက်ကနေပြီးတော့မြေကြီးတွေထည့်တယ်။မြေကြီးတွေထည့်ပြီးတော့မှပန်းမင်းတွေစိုက်တယ်။သူကရွာသားတွေကိုဗာပြောလဲဆိုမင်းတို့တဲ့နံပါတ်1နံပါတ်ပြောင်းလိုက်မယ်လေ။ဘာလဲဆိုတော့မင်းတို့တန်ငါလေးတန်ငါလေးနဲ့ခေါ်လာတဲ့ဒီလှေကြီး ငါပန်းမင်းတွေစိုက်လို့များအောင်မြင်လာရင်အဲ့ဒီပန်းမင်းတွေကနေပြီးတော့လေကြီးကိုလည်းဖုံးသွားလိမ့်မယ်မင်းတို့ပန်းလေလို့နာမည်ပြောင်းခေါ်လိမ့်မယ်အဲ့ကဗျာမှာပြအိမ်မှာစပြီးစဉ်းစားလို့တိတ်ကောင်းပြီနော်စဉ်းစားဖို့ကောင်းပြီဘာလို့ဆိုကျွန်တော်တို့ဒီခေတ်ကအရင်နာမည်မဟုတ်တော့ဘူးလေတစ်နာမည်ပြောင်းသွားပြီနော်အဲ့ဒါနိုင်ငံရေးနဲ့ကျွန်တော်တို့ခုနကကျွန်တော်စောစောပြောခဲ့ပါတယ်ဒါလွန်ခဲ့တဲ့နှစ်ချောင်းဆရာရေးတဲ့ကဗျာဒီခေတ်ကလာမမိဘူးဒါပေမဲ့ဒီခေတ်မှာကျွန်တော်တို့တွေးခွင့်ပေးတယ်ကျွန်တော်တို့တွေးလို့ရတယ်နောက်တနည်းတွေးလို့မရဘူးလားကဲ အဲ့ဒီလေကြီးကပန်းမင်းနေအုပ်ပြီးလေကြီးမမြားတော့ဘူးဆိုလေကြီးကယူနီဖောင်းပြောင်းသွားတာမဖြစ်နိုင်ဘူးပြောင်းပြောင်းလို့ရတယ်နော်ဟိုအသွင်ပြောင်းသွားပြီဒါပေမဲ့သူကဘာပါလဲဆိုတော့စေတနာကအဲ့ဒီလေကြီးကတဲ့ပန်းမင်းနေပွင့်လာလို့ရှိရင်အရာမွေးတဲ့ကြိုင်နဲ့ပန်းနေတောင်လေတိုက်တိုက်မြောက်လေတိုက်တိုက်လေယူလို့ရှိရင်မင်းတို့ရွာပေါ်ဖြတ်သွားမင်းတို့တရွာလုံးပန်းနှံ့နေရစီရမယ်ဟိုကျွန်တော်တို့ဒီနေ့ဒီမိုကရေစီခေတ်ကိုရောက်ပြီဒီမိုကရေစီနိုင်နေရမယ်နော်ဒီမိုကရေစီပန်းနှံ့နေရမယ်အဲ့လိုတွေ့ကြည့် အဲ့မှာဗျာခုနပန်းနေပွင့်ပြီသူပြောတဲ့လေတွေတိုက်တယ်ရွာပေါ်ဖြတ်တယ်မရဘူးဗျမရသေးဘူးမရဘူးဆိုတော့ပန်းနေပွင့်နေတဲ့အတိုင်းဘာလို့မရတာလဲအခုကျွန်တော်တို့ခက်ပြောင်းနေရတဲ့အတိုင်းဒီမိုကရေစီခက်ကျွန်တော်တို့လိုချင်တဲ့ဆိုတာကျွန်တော်ကိုယ်တိုင်တင်ထားပြီဘာဖြစ်လို့အကြောက်တရားတွေပေါ်ပြီးတော့ဘာဖြစ်လို့နှစ်ထင်းနေနောက်စီတွေတန်းလက်ပြခံနေရတာလဲဒါတွေးလို့ရတယ်ပန်းတက်မရသေးလို့ပေါ့ဒီမိုကရေစီပန်းတက် ဘာလို့မရတာလဲအဲ့ရွာသားတွေတတ်လေလာတတ်လေလာတဲ့အခါမှာအဖေကချက်ချင်းတွေ့တယ်အဲ့ဒီပန်းနံဘာလို့ရွာပေါ်မှာဖြတ်တာလဲဆိုရင်ねလေထဲမှာနစ်ဝင်နေတဲ့နစ်ပေါင်းများစွာတွန်းကနစ်ဝင်နေတဲ့ငါးညင်နဲ့ငါးညင်နဲ့အဲ့ဒီငါးညင်နဲ့ကိုပန်းနံမကြော်နိုင်ဘူးအဲ့ဒါပြောချင်တာနော်နစ်60လောက်စစ်စောအစစ်လောက်လာခဲ့တဲ့အမောင်တို့အညစ်ကြီးဟာ ဒီနေ့အာယုံကိုလာနှောက်ရနေတော့မယ်အဲ့တော့နောက်တစ်ဆင့်ချက်တွေးရအောင်ကျွန်တော်ကပန်းနဲ့လိုချင်တာပေါ့နော်ပန်းနဲ့လိုချင်တယ်ဆိုပန်းနဲ့လိုချင်ဘာလုပ်မလဲပန်းနဲ့လိုချင်ညှိနှမ်းဖြောက်ညှိနှမ်းကြောင့်ပန်းနဲ့မရဘူးအဲ့တော့ပန်းနဲ့လိုချင်ညှိနှမ်းဖြောက်ညှိနှမ်းဖြောက်တာလဲလွယ်လွယ်လေးညှိနှမ်းဘယ်မှာရှိတယ်လှေပြက်ကြီးတုန်းကရှိတယ်လှေဟောင်းကြီးကမရှိအဲ့လှေဟောင်းကြီးကိုကျွန်တော်ဖယ်ထုတ်လိုက်မယ်ဖယ်ထုတ်လိုက်ပြီးတော့ခင်ဗျလက်လက်သမားဆရာကောင်းကောင်းနဲ့လှေအသေးဆောက်မယ်ဗျာပြီးရင်ဥယျာဉ်မှုကောင်းကောင်းနဲ့အဲ့ပန်းတွေကိုပြိုးထည့်လိုက်ညှိနှမ်းမရှိတဲ့လှေအသေးထဲမှာ ျွန်တော်ဒီမိုကရေစီနန်းနေအများဆုံးရတယ်အဲ့တော့ကျွန်တော်ဟိုစင်ကာပူမှာတလောက်အင်ကျုံမြင့်တဲ့လူတွေရှိမှအဲ့ဒီလေပြည့်ကြီးကဘာကြီးပါလို့ကျွန်တော်အပြေမပေးပါဘူးကိုယ့်ဟာကိုစဉ်းစားကြည့်ပါကျွန်တော်တို့ဒီနေ့နေချင်းညာချင်းလောက်ရမယ်လွန့်ပြရမယ်လေပြည့်ကြီးသည်ဘာကြီးလဲကိုယ့်ကိုတွေးပါအဲ့လေပြည့်ကြီးသာမရှိရင်ကျွန်တော်တို့ဒီမိုကရေစီနန်းနေမြန်မြန်ရလိမ့်မယ်အဲ့ဒီလေပြည့်ကြီးရှိနေတဲ့အတွက်တော်ဆန်းစုကြည်လဲဘာမှလုပ်လို့မရဘူး မလုံနိုင်တာတွေသူ့ကိုဆွဲထားတာတဲ့အဲ့လေပြကြီးရပဲအဲ့ဘာကြီးလဲအဲ့ကောကိုတွေးပါအဲ့တော့နောက်ဆုံးမှာကျွန်တော်ကပြားလေးတစ်ပုဒ်ရွတ်ပြီးတော့ညီကောင်ချုပ်ပါမယ်အဲ့ဒါဘယ်တော့ရေးတာလဲဆိုတော့အလုံးသတိထားမိမှာပါဒေါအောင်ဆန်းစုကြည်အင်္ဂလန်သွားတယ်သူ့သားအငယ်လေးနဲ့တွေ့တွေ့တဲ့အချိန်မှာတပ်ပုတ်နေတက်လာအဲ့သားမင်းနှစ်ယောက်ရဲ့မျက်လုံးတွေကအရေးအငွေတွေကိုကျွန်တော်ခံစားပြီးတော့ကျွန်တော်ခုနပြောတဲ့ဒုတိယတွေးပေါ့နော်အဲ့ဒုတိယတွေကိုကျွန်တော်ရလိုက်ပါဘာလို့လဲဆိုတော့ သူအမျိုးသားသေကာနီနောက်ဆုံး ချိန်မှာတော့သင်ယောက်ျားနာကိုမသွားနိုင်တဲ့မိတယောက်သားနှစ်ယောက်ရှေ့သားနဲ့သူသားနှစ်ယောက်ပညာရေးလူမှုရေးမဆောင်ရှောက်နိုင်တဲ့အမိတယောက်အဲ့တော့သူ့အနေနဲ့ကြည့်ရင်ကျွန်တော်တို့မြန်မာစကားပုံရဆိုရင်ဥလဲကွဲတယ်အတိုက်လဲပြက်တယ်သူ့အိမ်တော်ရဲ့သူ့မိသားစုအရေးဖြိုပျက်ခံပြီးတော့ဘာလို့ဒီမှလာဒုက္ခခံနေတာလဲအပြည့်ရှင်းရှင်းလေးပဲကျွန်တော်မြင်လာတော့ သူ့အတိုက်ပြက်ခံပြီးတော့သူ့အဖေဒီဆောက်ခဲ့တဲ့အတိုက်အဲ့ဒီအတိုက်ဟာကျွန်တော်ပြည်တော်စုမြန်မာနိုင်ငံအဲ့ဒါကြီးမပြက်စေချင်လို့အထက်ကဥတွေမကွဲစေချင်လို့အဲ့ဒီပြည်တော်စုမြန်မာနိုင်ငံဆိုတဲ့အတိုက်တဲမှာရှိတဲ့ဥဟာငញ្ញံကြီးလွတ်လပ်ကြီးတရားမြတ်တာကြီးဆိုတဲ့ဥတွေအဲ့ဒီပြည်တော်စုမြန်မာနိုင်ငံအတိုက်တဲကအဲ့ဒီဥတွေမကွဲစေချင်လို့မကွဲစေချင်သူဘာလုပ်မလဲ ငင်းငင်းသပင်ဆိုက်လိုက်ပေါ့အဲ့သပင်ကြီးငင်းငင်းမှအဲ့သပင်ပေါ်ကအတိုက်မပြက်ပဲအဲ့ဒီဥတွေလည်းမကွဲနိုင်ဘူးအဲ့ဒီအတွက်သူဒီမှာလာနေတယ်လို့ကျွန်တော်အဲ့လိုယုံကြည်လို့အတိုက်ဆိုတဲ့ကြပါလေးကျွန်တော်ရေးပြပါတယ်နားဆောင်ကြည့်ပါချစ်သူကိုခွဲရင်ခွဲပါစေနေခဲ့ချံခဲ့ပြန်မလှဲ့တော့အတိုက်ပြက်ရဥတွေကြွယ်ရင်ထဲမြိုက်လောင် မြင့်မို့တောင်ထိတ်ချော်ยีဖိတ်စင်တလိတ်ဆန်တောင်မှသူ့အတိုက်ကိုမစွန့်သူ့အတိုက်ပြတ်ပါစေသူ့အဖေတီထောင်ခဲ့တဲ့အတိုက်ထဲဥမကွဲတိုင်မပြက်အဲ့ဒီအဲ့ဒီမျောလင်းချက်အသိန်းအတန်းနဲ့ငိမ့်ညာရေးတစ်ပင်စိုက်နေပါတယ် άλλων και